ျမကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွဲမှုခင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန်ယူကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်မဆိုင်အီကမိတာယူလန့်အတိုင်းလျှောက်လာသည် နေရောင်ရဲ့အပူချိန်က ပြင်းလွန်လှတာမို့မဆိုင်အီးရဲ့တကူလုံးမှာကျွေးများစွာရွှဲနေတဲ့ရှောက်လန်းနေတဲ့ခြေလန်းများကလီးလံနေသလိုမဆိုင်အီးကပါပြင်းမှာကျွေးများကို လက်ကအင်းကြီးစားနေတုပ်လိုက်တဲ့မကြသေးမီအချိန်ပိုင်းအတွင်းကဝမ်းနည်းစွာငိုကြွေးကြရတော့မဆိုင်အီးရဲ့မျက်လုံးများကကျဉ်ဆက်နေနှာခေါင်းကမှနှဲ့ရည်ကြီးတို့ကကြာနေစေမင်းလာကပြန်လာတာလား လမ်းမှာတွေ့တဲ့အသည့်မိတ်ဆွေများကမေးမြန်းကြတယ်။ဟုတ်ပါတယ်။စားတော့ဆရာလေးတွေတော့ပို့တာ။နေထိုင်ကောင်းတယ်မဟုတ်လား။ဟုတ်ကဲ့။မဆန်းအီးကရွာကိုလမ်းမြင်နေရပြီ။ရွာရောက်တော့မယ်ဆိုတဲ့အတွေ့အကြုံမဆန်းအီးကသူ့ခင်မွန်အောင်ဆန်းကိုတတိယသွားမိတယ်။မိသားစုပျော်ရွှင်စွာနေထိုင်ခဲ့ရာကမမျော်လင့်တဲ့ကံကြမ္မာစုက ဝင်ရောက်ဖြည့်ဆည်းခြင်းကိုခံခဲ့ရသည် မဆိုင်အေးကရွာထဲကို ဝင်လာခဲ့သည်မဆိုင်အေးကမင်းလာမျိုးအောက်ကိုင်းလေးကြီးရွာမှာနေထိုင်နေမဆိုင်အေးရွာကိုပြန်လာတာကို ရွာသူ ရွာသားများကကြည်နေကြတယ်မဆိုင်အေးကသူ့အိမ်လေးကိုလမ်းကြည့်တယ်တအိမ်လုံးကတိတ်ဆိတ်နေတယ်မဆိုင်အေးကဆွဲချင်းကို ကျမ်းမြေမော်ကိုပြစ်ချရင်ခြေပြက်လက်ပြထိုင်ချလိုက်တယ်ကိုစန်းကိုစန်းရဲ့မဆိုင်အေးကသူ့ခင်မကိုအောင်စန်းကိုတတိယမိတော့ရှိုက်လိုက်တယ် မကြိမ်နဲ့ဘူးကွာလုံးဝမကြိမ်နဲ့ဘူးဒါငါ့ဘော်မှာမတရားလုပ်တာအောင်ဆန်းကကျမ်းပြင်မော်ကိုဝန်ခနဲ့ထိုင်ချရင်ပြောရင်အောင်ဆန်းရဲ့ဇနီးမဆန်းအေးကအောင်ဆန်းရဲ့အပြုမှုကိုကြည့်ပြီးလန့်ပြန်သွားရင်ဒါကြောင့်အောင်ဆန်းရဲ့ဘီးနားမှာလာပြီးတော့ထိုင်နေဘာရီဒေါသဖြစ်ရတာလဲကိုဆန်းရဲ့အောင်ဆန်းရဲ့မျက်နာကခတ်ထန်နေတယ်ဘာဖြစ်ရမလဲကွာငါမိတွေကအောင်ဆန်းကစကားစကိုဖျက်ရင် အန်ကိုတင်းတင်းကြိတ်ထားရင်းရှင်းမီတွေကဘာဖြစ်လို့လဲအဖေလေတွေကိုငါကြတော့လောက်ပိုင်ခွင့်မပေးဘူးသူ့တူကိုကြတော့လောက်ပိုင်ခွင့်ပေးထားတယ်ဟမ်ဒီကိစ္စကို ရှင်းဖေကမသိဘူးလားတော်စမ်းပါကွာအဖေကငါမီတွေချဲလေတမယကိုခံနေရတာမကျေနပ်စိတ်နဲ့အဖေကိုပြောပြန်တော့လေငရဲကကြီးအောင်မယ်အောင်စန်းကအိမ်ရင်ကိုလှမ်းကြည့်နေရင်တစုံတရာကိုတွေးတော့နေတယ်လို့ ကျမသဘောကတော့ရှင့်အဖေကို ရှင်ကိုယ်တိုင်ပြော့ပြစီခြင်းနေရှင်မိတွေချဲလဲနေတာကိုရှင့်အဖေကမသိဘူးထင်နေနော်မပြောဘူးကွာပြောရင်လေသူမိမကိုငါပို့ပြီးတော့ဒေါသဖြစ်ရလိမ့်မယ်အောင်ဆန်းကချမ်းအနောက်ဘက်ကိုထွက်သွားပြီမဆန်းအေးကတပြင်းချပြီးမိဖို့ကြောင့်လည်းကိုဝင်လာခဲ့တယ်အဲ့ဒီမိတွေးကြောင့်ပဲတားဖားတွေစိတ်ဝမ်းကွဲရတာပဲ1996ခုနှစ်12လပိုင်း 29ရက်နေ့ညနေ6နာရီအချိန်ခန့်မှာမင်းလာမျိုးအုံပင်ပေါက်ကြေးရွာအုပ်စု အောက်ကိုင်းလေးကြေးရွာနေကြေးရွာအေးချမ်းသာယာရီဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နှင့်ဦးတန်းနိုင်က လေထဲကပြန်လာပြီးအိမ်ထဲမှာရေနွေးချမ်းတောက်ရင် အမောပန်းဖြီနေပါလေသူစဉ်အိမ်ရဲ့တောင်ဘက်လေးအိမ်ကျော်ကမိုင်းရင်အေးရဲ့အော်ဟစ်တန်ကူကြားရတယ်ဟာဘာတွေဖြစ်နေတာလဲစူးညံနေတာပဲ အမလီလာကြပါအောင်ကြေကြပါအောင် ကိုထေးရေကိုထေးဒုက္ခပါပဲခေါ်လို့မရတော့ဘူးကျမယောက်ျားကိုအောင်ဆန်းကဓာတ်နဲ့ခုတ်ပြေးလို့လာကြပါအောင်ကြေကြပါအောင်ရှင်ဦးတန်းနိုင်ကစိတ်အိမ်မှုကိုတင်တော့ကိုရေးဝင်းနိုင်တို့ကိုခေါ်ပြီးမရင်အေးရဲ့အင်းရှိကိုလာခဲ့တယ်ဟမ် မရင်အေးရဲ့ယောက်ျားလာသေးမှာအိမ်ရှိလမ်းမမှာရာဘတ်ပားမှာခုတ်ထိတ်တန်ရတစ်ချက်လက်ဘင်းမှာခုတ်ထိတ်တန်ရတစ်ချက်ရရှိပြီးတကြောင်လဲနေတာကို တွေ့ရတယ်။ဟာဘလို့ရဖြစ်တာလဲ။လာသေးမှာလဲတန်ရတွေနဲ့ဘသူလောက်သွားတာလဲ။မရင်အေးကဘေးမှာထိုင်ကိုနေတယ်။ဟဲ့ရင်အေးလာသေးကိုဘသူကလောက်သွားတာလဲ။ကျမယောက်ျားကိုအောင်စံဓာတ်နဲ့ခုတ်သွားတာ။ဟမ်ဘလို့ဖြစ်ပြီးတော့ဓာတ်နဲ့ခုတ်သွားတာလဲ။ မိုင်းရင်အေးကဒဏ်ရာရရှိထားတဲ့လှတဲ့ကိုပွေထူထားတယ်။လောက်ကြပါဦး။ကျမယောက်ျားသေးပြီလားမသိဘူး။မသေးသေးပါဘူးခ။လှတဲ့မှာစကားလုံးဝမပြောနိုင်တော့ဦးတန်းနိုင် ကိုတင်တောင်းကိုအေးဝင်းနိုင်တို့ကနွားလေးနဲ့မင်းလာစည်းုံကို ခေါ်လာခဲ့တယ်။ဒါမှုကင်းကိစ္စဖြစ်နေတယ်။ခမရတို့အထဲမှာကြေးရွာလူကြီးပါသလား။တာဝန်ကျစရာဝန်ကမိတယ်။ ဟုတ်ကဲ့ကျွန်တော်ရရကအဖွဲဝင်နဲ့ဦးတန်းနိုင်ပါအင်းအဲ့ဒါဆိုရင်တော့မင်းလာရေစကန်ကိုတော့ပြီးတော့အကြောင်းကြားပြပါဦးဦးတန်းနိုင်တို့ကဒဏ်ရာရရှိပြီးတတိမေ့မျောနေတဲ့လှထီးကိုမင်းလာဈေးရုံမှာထားခဲ့ပြီးမင်းလာရေစကန်ကိုလာခဲ့သည်ကျေးရွာလူကြီးတွေညဘက်ရောက်မှရေစကန်ကိုဘာလာလောက်ကြတာလဲဒူရဲအုပ်အေးကိုကဦးတန်းနိုင်ကိုမေးတယ်ပြောမပြောချင်မအောင်ဇာရဲ့ မပြောကျင်တာများဒီကိုလာနေရသေးသလားဒူရဲအုပ်အေးကိုကရီမောစရာပြောတတ်သူပြီးပြီးအယုံဖောက်လိုက်တဲ့စိတ်ညစ်စရာတွေကြုံတွေ့လာရလို့ဆရာကြီးကျွန်တော်တို့ရွာသားလာသေးကိုဒီရွာရဲသားအောင်ဆန်းကဓာတ်နဲ့ခုတ်တာဒဏ်ရာတွေရထားလို့မင်းလာစည်းုံမှာပို့ထားရတယ်ဟာတဲဆိုးတဲ့ကောင်းတွေပါလားလူနာကစကားပြောနိုင်သလားလေဘင်းကိုဓာတ်နဲ့ခုတ်ခံရတာစကားမပြောနိုင်ဘူးဗျကဲဒါဆိုရင်တော့ ိုတန်းနိုင်ကတရားလိုလှုပ်ပြီးတော့အမှုဖွင့်ပြ။အဲ့ဒါပဲရှိတော့တာပေါ့။ဟေးကောင်လေးတယောက်လောက်ရဲစေးကြီးဥအောင်သိန်းကိုတွားခေါ်ကွာ။ငါစကမ်းမှုကိုတွားပြီးတော့ပြောလိုက်အောင်မေ။ဒူရဲအုပ်အေးကိုကရဲသားလေးတယောက်ကိုခိုင်းလိုက်တယ်။ကဲခင်ဗျာတည်တဲ့လောက်လေးပြော့ပြစမ်းမအောင်။ဒူရဲအုပ်အေးကိုက ကိုတန်းနိုင်ပြော့ပြသမ ्या ကိုဒံယာရီစာအုပ်ထဲမှာရေးမှတ်တယ်။ကဲဘာတွေဖြစ်နေကြပြန်တာလဲ။ ရဲတက်တက်ကြီးအောင်သိန်းကရဲစခန်းရုံးခန်းထဲကို ဝင်လာရင်မိတယ်။စကံမှုရဲအုပ်စောလက်ကရောက်လာတယ်။အောက်ခိုင်းလေးကြွာသားလာသေးကိုအောင်စန်းကဓာနေခုတ်လို့ဈေးအောင်ရောက်နေပြီတဲ့။ဖြစ်မှဖြစ်ရလိဗျာ။ကြေးရွာတွေမှာကြေးရွာလူကြီးတွေရှိရသားနဲ့မကြေနပ်တာတွေရှိနေရင်ကြေးရွာလူကြီးတွေ ਨੇ ဖြည့်ချင်းလို့ရတာပဲ။ခုဖြစ်တဲ့နှစ်ယောက်ကရန်ညွန့်ရန်စာရှိဘူးသလား။ရန်ညွန့်ရန်စာရှိတယ်လို့မကြားမိဘူး။လင်မာသားနဲ့မရပါဘူး။ အတူအရက်တော့ပြီးတော့ဖြစ်ကြတာပဲထို့နောက်စကမ်းမှုရဲအုပ်စောလက်အမှုစိတ်ဒူရဲအုပ်အေးကိုငယ်ထိန်ကောင်းဆောင်ဒူရဲအုပ်လအောင်နဲ့ငယ်ထိန်အဖွဲတို့ကမင်းလာဈေးယုံကိုလိုက်သွားပြီးဒဏ်ရာရရှိတဲ့လှထေးကိုကြည့်ရှုစစ်စစ်အမှုစိတ်ဒူရဲအုပ်အေးကိုကလှထေးရဲ့ဒဏ်ရာများကိုကြည့်ပြီးခေါင်းကိုပင်ညာခါရမ်းနေသည့်ထို့နောက်ရဲစေးစာနဲ့လှထေးကိုမင်းလာဈေးယုံကိုအနံခဲ့သည့် စကမ်းဘူးရဲဥဇော်လက်ကရင်းဖြည့်ရက်ကိုရဲတက်ချက်ကြီးအောင်သိန်းကိုပ924မြင်းဆောင်ကိုးစိတ်ကိုပြမှုဆိုင်ရာဥပဒေပုံမှ326နဲ့အမှုဖွင့်ခိုင်းလိုက်တယ်။လာတိရဲ့အခြေအနေကမမျော်လင့်ရဲစရာပဲ။ဒူရဲဥအေးကိုကပြောတယ်။မကြခင်မှာဒီအမှုကပုံမှပြောင်းရလိမ့်မယ်ထင်တယ်။ကဲကိုအေးကိုနဲ့ကိုလာအောင်ကြီးအောက်ခိုင်းလေးကျွာကိုတွားပြီးတော့တရခံကိုဖမ်းရအောင်။ဒေါ်ကြရှောင်းတိတ်တော်မှာဖြင့် ပင်မပန်းပန်းလိုက်ဖန်နေအောင်မေဟုတ်တယ်ဘူးကြီးစကမ်းမှုရဲအုပ်စောလက်အမှုစေဒူရဲအုပ်အေးကိုနေထိန်ကောင်းဆောင်ဒူရဲအုပ်လှအောင်တဲ့အဖွဲတို့ကအောက်ခိုင်းလေးရွာကိုညာရင်းချင်းတော့ရောက်ပြီးရွာကိုပိတ်ဆို့ကအောင်ဆန်းကိုရှာဖွေဖမ်းဆီးခဲ့သည်ဘာလို့ဒီလောက်တောင်မှမိုက်ရတာလဲအောင်ဆန်းရာတိမခန့်နိုင်လွန်းလို့ပါစီဟာရေစကမ်းမှုနဲ့အဖွဲကအောင်ဆန်းကိုမင်းလာရဲစကမ်းကိုခေါ်လာခဲ့သည် နောက်တနေ့မနက်မှာတော့စကမ်းမှုရဲအုပ်စောလက်အမှုစေဒူရဲအုပ်အေးကိုနေထိန်ကောင်းဆောင်ဒူရဲအုပ်လှအောင်နေအဖွဲကပြမှုကျူးလွန်သူအောင်စန်းနေသူအခင်းဖြစ်နေရာကိုတွားရောက်စီစီခဲ့တယ်။အခင်းဖြစ်ရှင်ကမင်းအသုံးပြုခဲ့တဲ့ဓာရောကစကမ်းမှုရဲအုပ်စောလက်ကအောင်စန်းကိုမီးတယ်။ရှိရှိပါရဲ့ဆရာ အောင်စန်းကအခင်းဖြစ်စဉ်ကအသွန်ပြူခဲ့တဲ့ကိုင်းခုတ်တရှိကို၎င်းရဲ့နေအိမ်အတွင်းမှာပြသအနှံတော့အမှုစေဒူရဲအုပ်အေးကူကတတိမြရဲ့ရှိမှရှာဖွေပုံစံနဲ့တင်စေခဲ့သည်ခုလို့၅ယောက်ကြာဖြစ်ရတာအဖေရဲ့နောက်မင်းမကြောင့်ကျမယောက်ျားအပေါ်မှာအဲ့ဒီမိတွေးကဘယ်တော့မှစေတနာထားခဲ့တာမဟုတ်ဘူးမဆိုင်အေးကအင်းကြီးချင်းမိမကိုပြောရင်းမဆိုင်အေးရဲ့မျက်နာကခတ်ထန်နေတယ် အင်းဒီချင်းမိမကခေါင်းတဆက်ဆက်ညိမ့်ပြီးနားထောင်နေတယ်။မဆန်းအေးကအန်ကျိတ်ထိုင်ရင်ငိုတယ်။အဖေလောက်ခံခဲ့တဲ့လေယာမီတွေကိုအဲ့ဒီမီတွေကလဝကြီးအုပ်ထားတာ။နင်းယောက်ျားကိုရဲစခန်းမှာချုပ်ထားမှာပေါ့။ဟုတ်တယ်။လာထေးအခြေအနေကမကောင်းဘူးတဲ့။တကယ်လို့များလာထေးသေးသွားရင်ငါယောက်ျားရဲ့အမှုကလူတတ်မှုဖြစ်ပြီပေါ့။ဘယ်တတ်နိုင်မလဲလေ။ပြောတာပြောလိုက်ရတယ်။ မဆိုင်အေးကတွေးရင်တွေးရင်ရင်းတွေခုန်လာရီလာထီချမ်းမလာပါစေလို့စိတ်ထဲကဇူတောင်းမိရီအမှုစိတ်သူရဲ့အုပ်အေးကိုမှအောင်ဆန်းကိုစစ်ဆေးနေစဉ်ဒဏ်ရာရရှိပြီးဈေးရုံမှာဈေးဝါကူတားမှုခံနေရတဲ့လာထီ43နှစ်မှတည်ဆုံသွားခဲ့ရီထိုကြောင့်အောင်ဆန်းကိုပြင်မှုဆိုင်ရာဥပဒေပုံမှ326မှ ပုံမှ302ကို အမှုပြောင်းလဲဖွင့်လေခဲ့သည့် ထိုအမှုကိုရဲအုပ်ဇောလက်မှာစစ်ဆေးခဲ့သည်ဒုနေကအောင်ဆန်းနှင့်လာထီတို့ကအောင်ဆန်းရဲ့မိတွေးအိမ်မှာအရက်အတူတူတောက်ကြရီအရက်ရှိန်ကလေးရလာတော့အောင်ဆန်းရဲ့ရင်ထဲမှာ အကြိတ်အခဲကပေါ်လာရီလာထီမင်းတို့ငါမိတွေကအလုံးမတရားလုပ်တဲ့မိမကြီးကဘာဘာကလာထီကအရက်ခွက်ကိုမော့တောက်ရင်မှာရနာပီမီရီဟုတ်တယ်မင်းတို့ကငါဖေးပိုင်းတဲ့လဲမြေတွေကို မင်းကိုကြတော့စိတ်ကြိတ်လှုပ်ခွင့်ပေးပြီးတော့ငါ့ကိုကြတော့မလှုပ်ခိုင်းဘူး။음လက်ကမိမကြီးအောင်ဆန်းရဲ့အတန်ကမာကျော်နေတယ်။အရက်ကလည်းအတော်မူနေပြီ။မင်းကငါ့တော်ကိုပြောတယ်။မကြေနပ်လို့ပြောတယ်ကွာ။ဘာဖြစ်တယ်လဲ။မင်းငါ့တော်ကိုဘာမှပြောစရာမလိုမပြောနဲ့။လာသေးကရှာလေးတန်ကြီးနေပြောတယ်။ပြောတယ်ကွာဘာဖြစ်လဲ။မင်းကမကြေနပ်ဘူးလား။မကြေနပ်ဘူးကွာ။အောင်းမာ မင်းတော်ကိုပြောလို့နားနေသလားနားရဲကွာအောင်ဆန်းကတောက်တစ်ချက်ခေါက်လိုက်တယ်။လာသေးကအောင်ဆန်းရဲ့ဘာကိုလဝါနဲ့တအားရိုက်လိုက်တယ်။မင်းကငါဘာကိုရိုက်တယ်။ရိုက်တယ်ကွာဘာဖြစ်လဲ။အောင်ဆန်းကကိုင်းခုတ်ဓာကိုယူပြီးလာသေးကိုခုတ်တယ်။လာသေးရဲ့ရာဘတ်ပါမှာကိုင်းခုတ်ဓာတစ်ချက်ခုံးမိသွားတယ်။နှာသေးကကြောင်အားလန့်အားနဲ့အိမ်မော်ကနေဆင်းပြေးတယ်။အောင်ဆန်းကကိုင်းခုတ်ဓာကိုကိုင်းပြီးနောက်ကနေပြေးလိုက်တယ်။ ရွာလေလမ်းမမှာရာဘတ်ပါကိုလက်ဝါးနဲ့အုပ်ပြီးပြေးနေတဲ့လှထီကမြေကြီးပေါ်ကို ဝင်းရောက်မောက်လဲသွားရင်အောင်ဆန်းကမိလာရည်မြေကြီးပေါ်မှာလဲကြနေတဲ့လှထီကို အောင်ဆန်းကကိုင်းခုတ်ထားနဲ့ပိုင်ချလိုက်တယ်။ကဲကွာဒီလောက်မိုက်ဆိုင်တာအောင်ဆန်းရဲ့ကိုင်းခုတ်ထားကလှထီရဲ့လေပင်ကိုပိုင်မိသွားရည်လှထီမှာတစ်ချက်သာအော်နိုင်ပြီးအသံပြောက်သွားရည် အောင်ဆန်းကကိုင်းခုတ်ဓာကိုကိုင်းပြီးသူ့အိမ်ရှိရာကို ပြေးလာခဲ့တယ်။မိုင်းရင်အေးရဲ့အော်ဟစ်ကူညီတောင်းနေတဲ့ကို အောင်ဆန်းကကြားလိုက်မိတယ်။အဖေကတော့အဲ့ဒါပါပဲဇာယီ။ကျွန်တော်မိတွေက သူ့တူလာသေးကိုအဆဆရရခွင့်ရပေးနေတာကို မကြေနပ်နေတဲ့ခံပြင်းစိတ်ရဲ့။နာသေးကကျွန်တော်ကို ပားရိုက်တာရဲ့။ဒေါသတွေစုပုံပြီးတော့လာသေးကိုကျွန်တော်ကိုင်းခုတ်ဓာနဲ့ခုတ်ခဲမိတာပါပဲ။ အောင်ဆန်းကစကမ်းမှုရဲအိုဇော်လက်ကိုဝန်ခံထွက်ဆိုရင်းမကျေနပ်တဲ့စိတ်နဲ့ပြင်းထန်တဲ့ဒေါသကြောင့်မင်းသားမကမင်းရဲ့မိသားစုပါဒုက္ခရောက်ရတော့မှာပဲမမားခင်ကတတိထားဖို့တော့ကောင်းတာပေါ့စိတ်ထဲကဘလို့မှချုပ်တိမထားနိုင်တော့လို့ပါမင်းရဲ့မကျေနပ်တဲ့စိတ်ကိုနှိုးဆော်ပေးခဲ့တာဘသူထင်တယ်လဲကျွန်တော်မိတွေ့ပေါ်စရာ အခုလိုဖြစ်ရတာသူ့ကြောင့်မဟုတ်သေးဘူးကွာဒီမိတွေ့ကြောင့်ပါစရာ စကမ်းမှုရဲအိုဇောလက်ကအတန်ထွက်အောင်ရှိသည်ဝါနေတဲ့ကွန်မြာကတွားချာမှကန့်နေသည်အရက်ကြောင့်ဖြစ်ရတာအရက်မတောက်ခင်ကမင်းရဲ့မိတွေးကိုမင်းတီးခန့်စိတ်ထားနိုင်ခဲ့တာပဲနာထင်းနဲ့မင်းရဲ့မိတွေးအိမ်ပေါ်မှာအရက်တူတူတောက်ကြတာပဲကြည်လေအရက်မူးလာတော့မကြေနပ်တာတွေပြောဆိုပြီးဇရိုက်တွေကြမ်းတမ်းလာတာပေါ့အရက်ကြောင့်ပုံမှန်စိတ်တွေပျောက်ပြီးနေမရချင်းတက်မိတာတွေညီကိုချင်းတက်မိတာတွေအဲ့ဒီဖြစ်ရက်တွေကိုမင်းကြားဘူးမှာပေါ့ မင်းကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်ဥပဒေရဲ့အဆုံးဖြတ်ကိုခံယူပေတော့ကွာငါတို့ကတော့ပြစ်မှုကျူးလွန်တဲ့သူကိုဝတ္တရားအတိုင်းဆောင်ရွက်ရမှာပဲအောင်ဆန်းကခေါင်းငုံပြီးနားထောင်နေသည်စကံမူဇော်လက်ကအချုပ်ခန်းတာဝန်ကြားရဲတက်ကိုခေါ်ပြီးအောင်ဆန်းကိုအချုပ်ခန်းထဲကိုပြန်လေထေခိုင်းလိုက်သည်စကံမူရဲအုပ်ဇော်လက်ကတပ်တေခံကိုင်းခုတ်ထားနေအခင်းဖြစ်စဉ်ကအောင်ဆန်းဝိစင်ခဲ့တဲ့အဝိဇ္ဇာတို့မှာ လူသွေးရှိမရှိထင်မြင်ချက်ပေးနိုင်ရန်ဓာတုဗေဒဝန်ယုံကိုပေးပူခဲ့သည်ထို့နောက်အမှုစေရဲအုပ်စောလတ်မှလူတက်မှုကို အမှုခိုင်မှစွာတိဆောက်ပြီးတရခန်အောင်ဆန်း30နှစ်အောက်ခိုင်းလေးကြီးရွာနေသူကိုပြင်းမှုဆိုင်ရာဥပဒေပုံမှန်300နှစ်အရသာယာဝရီခရိုင်ဒူတိုင်တရားရုံးခွဲကိုဆွဲချက်အမှတ်960မြင်းဆောင်69နှစ်2009ခုနှစ်တလပိုင်း20ရက်နေ့မှာတရားစွဲဆိုတင်ပို့ခဲ့သည် ်တရားရုံးကယာကြီးအမှုအမှတ်ခွန်မြင့်ဆောင်2000နဲ့ကြားနာစစ်ဆေးခဲ့သည်။အောက်ခိုင်းလေးရွာက လူတက်မှုအတွက်တရားခန်အောင်ဆန်းကိုတရားရုံးကပြစ်မှုတင်ရှာလို့အလုံးနဲ့ထောင်ဒဏ်9နှစ်ချမှတ်လိုက်တယ်။စကမ်းမှုရဲအိုဇော်လတ်ကအကူစရေးဒုတက်ချက် ခင်ဆိုးကိုပြောရီ။ပြစ်မှုကျူးလွန်တာထင်ရှားနေတော့တရားဥပဒေကပြီးတဲ့ထိုက်တဲ့နဲ့ပြည်တံကိုခံယူရတာပေါ့။အင်းအောင်ဆန်းကတော့ သူ့မိတို့ရဲ့တပတ်သက်ဇံလုံးနဲ့လှုပ်ရက်ကိုအကျိတ်ခဲဖြစ်ပြီးအမားမှန်ဇွတ်တိရလှုပ်လိုက်တာအခုတော့သူ့ရဲ့မိသားစုတွေပါတနာပါတယ်ကွာစကမ်းမှုရဲအိုဇော်လက်ကစိတ်မကောင်းစွာနဲ့ရဲစခန်းရုံးခန်းထဲမှာတလန့်ချင်းထွက်သွားပြီးအခုစရေဒူးတက်ချက်ခင်ဆိုကခေါင်းတဆက်ဆက်ငြင်းရင်တပ်ပြင်းကိုလေးပင်စွာနဲ့ချလိုက်မိတယ် ဤဖြစ်ရမှန်ဇလန်းကိုရေးသားနိုင်ရန်အကူအညီပေးခဲ့တဲ့မင်းလာခရိုင်ရဲစခန်းမှာရဲအုပ်ဇော်လန်းယခုတာယာဝရီခရိုင်ရဲတပ်ဖွဲ့မှုရုံဒူရဲအုပ်ဝင်းနိုင်နဲ့တက်ချက်ကြီးတန်းဝင်းအောင်တို့ကိုကျေးဇူးတင်ရှိပါသည်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါသည်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရဲ့ရှင်။ နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။